ဒီကနေ့မှာတော့လုံးဝကိုထင်မှမထားပဲဟင်းဝီရံအမေနဲ့အဖေကဟင်းဝီရံရဲ့မွေးနေ့မှာဟင်းဝီရံရှစ်လပိုင်းမှာလက်ထပ်တော်မယ့်ကိစ္စကိုတနိုင်ငံလုံးသိအောင်ကြီးညာပေးလိုက်ပြီလည်းဖြစ်ပါတယ်တူတူချာချာပဲဟင်းဝီရံအဖေအားဆိုရင်တော့ဒါဟင်းဝီရံနဲ့ဝိုင်းစုခင်တဲ့ရဲ့ကိစ္စတွေကိုပါဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်ဟင်းဝီရံအဖေကသူတို့ဟာသူများတွေပြောနေကြတယ်လို့မျိုးအရန်ကြီးချမ်းသာတွေမိသားစုမဟုတ်ပါဘူးတဲ့ဗျာသူတို့ကအောက်ခြေကနေတက်လာတဲ့အခုထိလဲစူးစမ်းနေရတုံးပဲ စားနိုင်တောက်နိုင်တဲ့အခြေအနေမှာသာရှိတယ်တကယ်ချမ်းသာတဲ့သူတွေမဟုတ်ဘူးအရင်ချမ်းသာလွန်းလို့ဟိုလူနဲ့သဘောမတူဘူးဒီလူနဲ့သဘောမတူဘူးဆိုတဲ့တဲ့င်းတွေကလုံးဝကိုဖားတဲ့တဲ့င်းတွေသာဖြစ်ကြောင်းကိုဟင်းဝရံအဖေကရှင်းပြသွားပြီပေါ့နော်ဆိုတော့အခုဟင်းဝရံကလည်းအသက်30ကျော်ရွယ်ရှိပြီဖြစ်တယ်မကြာခင်မှာ40ပြည့်တော့ပြီဆိုတော့ဟင်းဝရံက30ခုဆိုတဲ့အနေထားမှာလက်ထက်သေးတဲ့အရွယ်ရောက်နေပြီဆိုတော့ဟင်းဝရံအမေနဲ့အဖေကတော့အားလုံးကြားထားတဲ့တဲ့င်းကမှန်ကန်ကြောင်းကိုဟင်းဝရံအဖေက ရှေ့ထွက်လာပြီးတော့ရှင်းပြလာပါရယ်เนาะဟင်းဝင်းရဲ့အမေလေးပါပါရယ်အားလုံးကြားထားကြရတဲ့တင်းကမှန်ပါရယ်တဲ့သူတို့မိဘတွေကတော့သဘောမတူစရာအကြောင်းမရှိပါဘူးတဲ့ဗျာ သားနဲ့သမီးသားတကယ်လို့เนาะချစ်ခင်မျက်နှာကြရဲဆိုရင်အချိန်မီရလက်ထပ်ပေးဖို့အဆင်သင့်ပါပြီဆိုပြီးတော့ဟျုံယံမေနေဖေကပြောသွားခဲ့တာပဲဖြစ်ပါတယ်ဟျုံယံမေကတော့လုံခဲ့တဲ့နှစ်နှစ်ကလေးကပြီးစူပီးသစင်နဲ့ဆိုရင်သူ့ရဲ့သားကိုသဘောတူပြီးသားဆိုပြီးတော့ထုတ်ပေါ်ပြောကြခဲ့ဘူးတာလေးရှိပါတယ်အခုတော့အလုံးသဘောတူထားကြတဲ့အတိုင်းပါပြီဟျုံယံနဲ့စူပီးသစင်ကတော့တကယ်ကိုလက်ထပ်ကြပါတော့မယ်ဗျာငင်းစင်ပြည့်တက်တွေအတော်တော်တကယ်ကိုเนาะမင်္ဂလာတစ်ခုပါပဲ အကြခင်မှာရှစ်လပိုင်းမှာဟင်းဝင်းရံနဲ့ဆိုးပြီးတဲ့စင်ရဲ့လက်ထောက်ပွဲကြီးကိုတော့မြင်တွေ့ရတော့မှာဖြစ်ပါရဲ့ဗျာ